ပါရွှေဟင်းလင်းပိုင်အလာမကျိုးဆိုပါတယ်တိုက်ဆိုင်စွာနဲ့မိမိတို့ဝေါ်ပေါ်မှာ DVO ဖိုင်လေးကိုတွေ့ခဲ့တယ်ဆိုရင်ဒါကမိမိတို့စီကို No Ghost တွေကနေတစ်ချက်တစ်ဆင့်ပေးခြင်းနဲ့ message ရှိတွေနဲ့မိမိတို့တည်တင်တည်တိုက်တဲ့အရာလေးဖြစ်ပါတယ်ဒါကြောင့်မို့ message ရှိတွေကိုအတူတူကြည့်လိုက်အောင်ပါ ဲ့တော့မိမိတို့အရင်ပြီးခဲ့တဲ့ကာလတွေမှာနော်ကောင်းမွန်တဲ့မျိုးစိတ်တွေကောင်းမွန်တဲ့အအရာတွေလှုပ်ဆောင်ခဲ့တယ်အဲတချို့ကကြတော့မိမိတို့လုပ်ငန်းဆောင်တာတွေလှုပ်ဆောင်ခဲ့တဲ့သူတွေရှိလိမ့်မယ်တချို့ကကြတော့မိမိတို့ ਨੇ အဲဒီပတ်သက်ခဲ့တဲ့လူတွေပေါ်မှာနော်ကောင်း အကောင်းကျင့်နေပေးခဲ့တာ ड़ी ပေါ့နော်ဆိုတော့အာကံကောင်းမှုတွေကံကောင်းတဲ့အရာတွေကောင်းတဲ့အရာတွေပြုလုပ်ခဲ့တယ်နော်စေရင်စေတနာမန်ကန်စွာနဲ့မိမိတို့ကတကယ်ကိုအဲ့ဒီလိုမျိုးအရာတွေကိုစိုက်ပျိုးခဲ့တယ်အဲ့တော့ချို့လူတွေကကောင်းမှုကုသိုလ်တွေလုပ်ခဲ့တယ်ချို့သူတွေကကိုယ့်ရဲ့ intention ပေါ့နော်ဟိုတခုခုရပါစေဆိုတဲ့ရည်ရွယ်ချက်မဟုတ်ဘဲနဲ့ကူညီခဲ့တဲ့အရာတွေမိမိတို့ကောင်းတဲ့အရာတွေ အဲ့တော့ကျိုးကပညာရဲ့ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးစိုက်ပျိုးခဲ့တာတွေမြင်းနှမြုံနိုင်ခဲ့တဲ့အရာတွေနော်အဲ့ဒါမျိုးတွေနဲ့ပတ်သက်ပြီးမိမိလှုပ်ဆောင်ခဲ့တဲ့အရာတွေရှိခဲ့မယ်ဆိုရင်တဲ့အဲ့တော့အခုအချိန်မှာမိမိတို့စီကိုတကယ် abandon ကောင်းမွန်ကောင်းမွန်ခြင်းတွေကောင်းမွန်မှုတွေကရောက်လာဖို့ဖြစ်နေပါပြီ။တားလဲဆူနေပါပြီ။ တော့တချို့သူတွေကအခုချိန်မှာလက်ချက်ချင်းလန့်ငင်းလက်ထဲမှာမမြင်ရသေးဘူးမတွေ့ရသေးဘူးလက်ဆုပ်လိုက်ကင်မပြရသေးဘူးဆိုလေအရင်ကြီးမျိုးဆိုရင်ပါနဲ့ on the way မှာ ကိုလှုပ်ခဲ့တဲ့အရာတွေနော်ကိုစိုက်ပျိုးခဲ့တဲ့အရာတွေကိုအမ်ပြီးခဲ့တဲ့အတိတ်ကာလမှာတော့ပြီးခဲ့တော့ဒီနေ့မကုန်ခင်မှာပဲဖြစ်ဖြစ်ပြီးခဲ့တော့အတိတ်တွေမှာဖြစ်ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် မိမိလုပ်ခဲ့တဲ့အရာတွေတချို့ကကြောက်လဲအော်သူများတွေကကံကောင်းလိုက်တာငါ့မှာတော့ဒါတွေလုပ်နေတဲ့အတိုင်းကံကောင်းမှုတွေမရောက်လာသေးဘူးဆိုလဲမပူပါနဲ့အကြီးအချေ ကိုကောင်းတဲ့အရာတွေကကိုယ့်အတွက် timing တစ်ခုကိုမရောက်လာသေးလို့ပါ timing တစ်ခုအချိန်တစ်ခုကိုယ့်ရဲ့အချိန်တစ်ခုကိုကြာလာပြီဆိုရင်မိမိစီကိုကံကောင်းမှုတွေကရောက်လာမှာပါအဲ့တော့အခုကာလမှာတချို့သူတွေအတွက်ကကံကောင်းခြင်းတွေစတင်နေတာမျိုးအဲ့တော့တိတ်ကလေးတွေနမိတ်ကလေးတွေမြင်ရတယ်နော်ဟိုကိုယ့်ရဲ့အဲလမ်းတော်ရင်နေနေပဲဖြစ်ဖြစ်စပားလေးတွေမြင်တာအဲနော်နောက်တစ်ခါကျတော့နွားလေးတွေမြင်တာဒါဆိုလည်းမိမိအတွက်ကိုဒါကပေးတဲ့ message တွေနော်ကိုယ့်စီကိုဒီလိုမျိုး အကောင့်တွေเนาะစသဖြင့် abandon နဲ့ပတ်သက်တယ်ဒီမှာဆိုရင် abandon ကတော့ဒီမှာနွားတို့เนาะနနောက်တို့ကျွဲတို့နောက်တစ်ခုကကျတော့အကျုံတို့စပါးတို့စသဖြင့်အဲ့လိုစိုက်ပျိုးတို့တိနံနေနဲ့ပတ်သက်တာပေါ့เนาะအဲ့လိုမျိုးလေးတိုက်ဆိုင်စွာနဲ့တွေ့ခဲ့တဲ့ဆိုရင်ဒါကမိမိတို့စီကိုအတကယ်ကို abandon စီရောက်လာတော့မှာပါနောက်တစ်ခုကကျတော့ဗာလဲဆိုတော့ကတော့ကျတော့ jail เนาะ harvest အဲ့တော့ဒီကာလကနော်မြမလိုကာလကြည့်မယ်ဆိုရင်လည်းဒါသတင်းကျုပ်နောက်ပိုင်းကာလပွင့်လင်းရာဒီရောက်တော့မယ်လို့လည်းပြောလို့ရပါတယ်။နော်စပါဆန်စပါတွေရုတ်သိမ်းရမယ့်အချိန်ဒီအချိန်ကာလကနော်ဟိုတချို့တောင်းသူလည်းဓမ္မရေအတွက်တိနံနေရိတ်သိမ်းရတဲ့အချိန်နော်အဲ့အချိန်နဲ့လည်းကညီနေပါတယ်။ဒါကြောင့်မို့မိမိတို့စိုက်ပျိုးခဲ့တဲ့အရာတွေနော်မိမိတို့စိုက်ပျိုးခဲ့တဲ့အရာတွေက ချိန်တစ်ခုရောက်ပြီးဟဲ့ဆိုရင်တေချာပေါက်ကိုရိတ်သိမ်းရမှာပါကံကောင်းခြင်းတွေကမိမိတို့စီကိုလာနေပြီဒါကြောင့်မို့အချိန်တစ်ခုကိုတော့ဆောင်ပေးပါအဲ့တော့အချိန်မကြသေးပဲနဲ့ကို့အတွက်အချိန်မကြသေးပဲနဲ့ပဲအရာမှရိတ်သိမ်းလို့မရဘူးအချိန်ကြမှရိတ်သိမ်းလို့ရနိုင်မယ်ဆိုတော့မိမိအတွက် timing တစ်ခုကိုဟိုဟို timing တစ်ခုကိုဆောင်ပေးပါအဲ့တော့မြန်မာပြည်မှာတော့ယာတီ3ယာတီပဲရှိတယ်အနောက်တိုင်းမှာတော့ယာတီ4ယာတီပေါ့လေဆိုတော့မိမိအတွက် တကယ့်ကိုထိုင်းမင်းဖြစ်တဲ့ယာတီတစ်ခုရောက်တယ်ဆိုရင်မိမိစိုက်ပြိုးခဲ့တယ်မိမိလှုပ်ဆောင်ခဲ့တဲ့အရာတွေကတကယ့်ကိုနော်ရိတ်သိမ်းရပြီးတော့မှနော်ကိုယ့်အတွက်ကောင်းခြင်းတွေကောင်းမွန်မှုတွေအဗန်ဒန်တွေကျွယ်ဝမှုတွေရောက်လာမှာပါဒါကြောင့်မို့အခုကာလမှာတချို့သူတွေစင်မပြေဘူးညှိနေတာတွေနော်ငါသူများတွေအစဉ်ပြေနေတဲ့တဲ့ငါဘာလို့အစဉ်မပြေရမျိုးလဲဖြစ်ကောင်းဖြစ်လဲပဲကိုယ့်ရဲ့ timing မရောက်နိုင်သေးပါဘူးကိုယ့်ရဲ့ timing တစ်ခုရောက်လာပြီဆိုရင်တော့တေးကြတာပေါ့နော်ကောင်း ကျွဲပေါ်ကျွဲသွားမှုတွေကရောက်ကိုရောက်လာမှာပါအဲ့တော့နောက်တစ်ခုအခုဒီ message ကို မြင်တဲ့သူတွေကလည်းအာကိုကအရင်တုန်းကနော်ကိုအတွက်စပြုခဲ့တဲ့အရာတွေ မလုတ်ခဲ့ရသေးဘူးဆိုလေဒီအချိန်မှာပိုကောင်းတဲ့အရာတွေစတင်မှာကို့အတွက်ရင်းနှီးမြှုပ်နှံမှာကောင်းမွန်မှုရဲ့ရင်းနှီးမြှုပ်နှံမှာလုပ်ငန်းတွေကောင်းမွန်သောလုပ်ငန်းတွေကောင်းမွန်သောပညာရဲ့တွေကောင်းမွန်သော relationship တွေစသဖြင့်အဲ့လိုမျိုးတွေကိုရင်းနှီးမြှုပ်နှံမှာအဲ့ဒီမိမိတို့ရင်းနှီးမြှုပ်နှံလဲလိုက်တဲ့အရာတွေကကံကောင်းခြင်းနေအတွက်ကိုနောက်တစ်ချိန်မှာနော်ကောင်းမွန်မှုတွေကပြောဖြစ်ထွန်းလာပြီးတော့မှအချိန်တစ်ချိန်ကြာတဲ့အခါကျရင်တေးကြပေါ့အဲ့ဒီရဲ့အကျိုးခံစား권ကိုရရမှာပါအဲ့တော့ ကောင်းတာတွေပဲလှုပ်လှုပ်ဆိုးတာတွေပဲလှုပ်လှုပ်အချိန်တစ်ခုရောက်ခဲ့ရင်တော့မိမိကိုယ်တိုင်ရိတ်သိမ်းရမှာပါအဲ့တော့ကိုကကောင်းတဲ့အရာတွေကိုပဲရိတ်သိမ်းခြင်းနဲ့ဆိုရင်တော့ကောင်းတဲ့အရာတွေကိုပဲစိုက်ပျိုးဖို့ဒါအရေးကြီးပါတယ်အဲ့တော့နေတူတူဝမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ငန်းဆောင်တာမှာပဲဖြစ်ဖြစ်လူတွေနဲ့ပေါင်းသက်ဆက်ဆံတဲ့အခါမှာပဲဖြစ်ဖြစ်ကောင်းမွန်သောစိတ်နှလုံးကောင်းမွန်သောအတွေ့ ။နောက်တစ်ခုကကြောကောင်းမွန်တဲ့မျိုးစီကိုဒါချမ်းချမှတ်ပြီးတော့မှကံကောင်းခြင်းတွေကိုဒါအဓိကပါပေါ်နဲ့မိမိလူတို့ပတ်ဝန်းကျင်မိမိပတ်ဝန်းကျင်အတွက်ကိုအာအများဆုံးဆွမ်းဆောင်နိုင်ပါစေ။ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်။ကံကောင်းခြင်းတွေနဲ့အတူတူ blessing တွေရကြပါစေ။ကောင်းမွန်မှုတွေရကြပါစေ။အဲ့တော့အားလုံးကိုကျေးဇူးတင်ပါရှင်။